မင်္ဂလာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ၄ရက်အင်္ဂါနေ့ညပိုင်းတည်နေမီဒီယာကွန်ရဲ့ NMG တည်နေဌာနရဲ့ရုပ်သက်တည်အစီအစဉ်ကိုစတင်နေပါပြီ ကျမစမိုင်းပါ ဂရနီပြည်ဒီမိုဆိုမျိုးအနောက်ဘက်ခြမ်းကိုစစ်ကုမရှင်ကဂျက်ဖိုက်တာနဲ့အသေးခံဒရုန်းတွေတုံးပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဂရနီပြည်ရဲ့ KSP တပ်ဖွဲ့ဝင်တချို့အပါအဝင် စုစုပေါင်း9ရောက်တည်ဆုံခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်နိုဝင်ဘာလ3ရက်မနေ့9နာရီဝန်းကျင်မှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး KSP ရုပ်ခွဲဖြစ်တဲ့နေရာတစ်ခုကိုတည်င်းပေးကနေတစ်ဆက်တိုက်ခိုက်ခံခဲ့ရတာလို့ Granny စီရဲ့တည်င်းမြစ်ကပြောပါတယ် လေကြောင်းတိုက်ခိုက်ခံရမှုထဲအရက်သားတယောက်အပါဝင်လူ9ယောက်သေဆုံးခဲ့ပြီးအေရီလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပါတယ်စစ်ကောင်မရှင်ဟာအရက်သားတွေစပားရိတ်သိမ်းတဲ့အချိန်မှာပါလေကြောင်းနဲ့ drone တိုက်ခိုက်မှုတွေရက်ဆက်ပြုလုပ်နေတာပါ အော်တိုဘာလာအတွင်းဒီမိုဆိုနဲ့ဖူဆိုမြို့နယ်တွေမှာ drone နဲ့ဗုံးတီချတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ၃ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ် တေဆုံးတဟန်ရသူအများစုဟာစပားရိတ်သိမ်းဖို့လေကွင်းထက်ကို သွားတဲ့တောက်သူတွေဖြစ်တယ်လို့ဆိုပါတယ်တူသက်တော်ဂရီနီပြည်သူအင်အားစု PKPF ရဲ့သုတ်ပြန်ချက်အရအာနာသိပြီးနောက်ပိုင်း2025ခုနှစ်အော်တိုဗလာကော်ဝတီစစ်ကုမရှင်တပ်ကဂရီနီပြည်ကိုလီကျောင်းတိုက်ခိုက်မှုအကြိမ်2000ကျော်လုပ်ခဲ့ပါရီနေရီကန်တိုက်ပွဲကနေစစ်ကုမရှင်တပ်သား26ယောက်ကို CDF အရှူကဖမ်းမိခဲ့ပါရီ မကွေးတိုင်းငပ်ဖဲမြို့နယ်ထဲကအရေးပါတဲ့နေရီကံဘျူဟာကုန်းနာမှာဖြစ်ပါရည်။အဲ့ဒီဘျူဟာကုန်းစီကိုစစ်ကူလာတဲ့စစ်ကုမရှင်တပ်ဖွဲ့ဝင်တွေကိုချင်းကကွယ်ရေးတပ်အရှူ CDF အရှူနဲ့မဟာမိတ်တွေကလမ်းမကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲတွေကလည်းစက်တင်ဘာလဆန်ကနေအော်တိုဘာလကုန်အထိကိုတောက်လျှောက်ပစ်ခဲ့တာလို့ CDF အရှူကနိုဝင်ဘာလ၂ရက်နေ့ကထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေရဲ့အဓိကရက်လက်ကတော့စစ်ကော်မရှင်ဘက်ကတပ်သား26ယောက်ဟာ CDF အရှူလက်ထဲကို အရှင်မိသွားတာပါဖက်စီယာမိသူတွေထဲမှာအရာရှိတယောက်လည်းပါဝင်တယ်လို့ဆိုပါတယ်အဲ့ဒါအပြင်သူတို့စီကနေလက်နဲ့ငယ်လေးလက်ရဲ့ RPG ဗုံးသီးတွေအပါအဝင်ခဲယမ်းတွေအများကြီးကိုလည်းတိုက်စီရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ် CDF အရှူကဒီဖန်စီရမိတဲ့စစ်ကောမရှင်တပ်သား26ယောက်ကို နိုင်ငံတကာကသတ်မှတ်ထားတဲ့စစ်တုပ်ပန်ဥပဒေအတိုင်းပဲထိသိမ်းစောင့်ရှောက်ပေးနေတယ်လို့ဆိုပါတယ် CDF အရှူဟာမဟာမိတ်တွေနဲ့အတူစစ်ကောင်မရှင်ရဲ့အရေးပါတဲ့ဗျူဟာကုန်းတွေကိုဖိအားပေးနေတာအခုဆိုရင်အောင်မြင်မှုတွေဆက်တိုက်ရနေတာဖြစ်ပါတယ် ကရင်ပြည်မြဝတီမြို့နယ်ထဲမှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲစစ်ကြောင်းကိုဗျူဟာ30နှစ်ပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယံတွေအများအများတိုက်ပိုက်ရရှိခဲ့ပါတယ်။စစ်ကောင်မရှင်ကလာပဲရွေးကောက်ပွဲဖြစ်မြောက်စေဖို့အတွက်အင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတာကိုဗျူဟာအမတ်30နှစ်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါ။ ီတိုက်ခိုက်မှုထဲလည်းနဲ့ခရဲတွေအများပြားသိမ့်ပိုက်ရရှိခဲ့တယ်လို့ကြာတင်းတဲ့စစ်ကြောကနိုဝင်ဘာလ2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်အော်တိုဘာလ33ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတမာနင်းနဲ့လက်အောက်ခံစစ်ကော်မရှင်စစ်ကြောင်းတွေဟာရတိကူမင်းလဲပန်နဲ့ဖလူးရွာတွေဘက်ကို drone တွေလက်နက်ကြီးပစ်ကူတွေဒုံးကျည်တွေအပြင် လေကြောင်းအတာစီးယူမှုတွေနဲ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် KNLA ဦးဆောင်တဲ့ဗျူဟာ30နှစ်ပူပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ဂျာတင်နဲ့ Cobra, Vino နဲ့ Justice Soldier တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများပြားတိတ်ဆုပ်ခဲ့ပြီးထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒါပြင်စစ်တုပ်ပန်းတွေလည်းဖမ်းမိထားတယ်လို့လက်နက်ချအလင်းဝင်လာသူတွေလည်းရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ီတိုက်ပွဲအပြီးမှာတော့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်မရှင်စီကနေခဲယမ်းတွေအများကြီးကိုတိုက်ပိုက်ရရှိခဲ့တယ်လို့ဓက်ပုံရောရုတ်တန်နဲ့ပါဖော်ပြထားပါတယ်။ကြာတဲ့နဲ့စစ်ကြောင်းကပြည်သူတွေအနေနဲ့နိုင်ငံရေးထွက်ပေါက်မဟုတ်တဲ့ရုံမှရက်ဆက်မဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ န်ဒီတာတဲ့စစ်ကွန်မရှင်တရဲ့လီချောင်းတိုက်ခိုက်မှုကြောင့်အော်တိုဘာလာထဲမှာတန်ဂါရိုနဲ့ကလေးတွေအပါအဝင်အယက်သား49ယောက်တည်ဆုံတယ်လို့တန်အက်မတော် TNL ကပြောပါရီတအန်းဒီတာအတွင်းမှာစစ်ကွန်မရှင်ရဲ့ရည်ရွယ်ချက်ရှိရှိလီချောင်းနဲ့ဒရုန်းဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလာတလအထဲမှာပဲအရသာပြည်သူတွေရဲ့ထိခိုက်တိုက်ဆုံမှုဟာမြင့်တက်ခဲ့တယ်လို့နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်ပါတယ် ်စစ်ကောင်မရှင်တဲ့ရဲတိုက်ခိုက်မှုကြောင့်အော်တိုဘာလာအတွင်းတန်ဃာရောနှစ်ပါးနဲ့ကလေး၁၀ရောက်အပါအဝင် စုစုပေါင်းအရက်သား၄၉ရောက်တည်ဆုံခဲ့ရပါတယ်တန်ဃာရော၆ပါးနဲ့ကလေး26ရောက်အပါအဝင် စုစုပေါင်းအရက်သား83ရောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်စစ်ကောင်မရှင်ဟာ jet fighter နဲ့ drone တွေကိုအသုံးပြုပြီးကြောက်မဲနမ်သူမိုင်းလုံးနမ်ဆန်စားတဲ့မြို့နယ်ပေါင်း၈ခုကိုအဓိကထားတိုက်ခိုက်ခဲ့ပါတယ် တိုက်ခိုက်မှုတွေကြောင့်အရက်ဘက်ပြိမှတ်တွေအကြီးကျယ်ပျက်စီးခဲ့ရပါတော့နေအိတ်195လုံးဖုန်ကြီးကျောင်း9ကျောင်းနဲ့စာသင်ကျောင်း9ကျောင်းအပါအဝင်ဘာသာရေးနဲ့ပညာရေးအဆောက်အအုံတွေဘုံစားထိမဲ့ပျက်စီးသွားခဲ့ပါတယ်။နမ်ဆန်မြို့နယ်တခုထဲမှာပဲအိတ်60နှလုံးပျက်စီးပြီးလက်ဖက်ဆဲယုံနဲ့ကားဆိုင်ကယ်တွေလည်းထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာပြည်ထိတ်တန်ရုံးကနိုဝင်ဘာ၂ရက်နေ့မှာထုတ်ပြန်ချက်သစောက်ထုတ်ပြန်ပြီးမြန်မာသတင်းသမားတွေကိုချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။ဒီထုတ်ပြန်ချက်ကိုနိုင်ငံတကာသတင်းထောက်များအပေါ်ကျူးလွန်သောပြည်မှုများအသွဲပြည်ထောင်ကင်းလွတ်ခြင်းရှိနေမှုများအစုံသက်ရင်းနေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်သက်အာဏာသိမ်းခဲ့တဲ့2023ခုနှစ်ကလေးကလွတ်လပ်တဲ့သတင်းမီဒီယာတွေဟာပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ်ဆီယနာရှင်ရဲ့တပြက်တာကိုတတိယသမား9ယောက်ခံခဲ့ရပါတယ်တတိယသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီးလက်ရှိချိန်မှာလည်းအမျိုးသမီးတတိယထောက်တွေအပါအဝင်တတိယထောက်50ယောက်ဖမ်းဆီးထိသိမ်းခံရဆဲဖြစ်ပါတယ် နေစည်းမခြားတည်င်းထောက်များအဖွဲ RSF ရဲ့ထုတ်ပြန်ချက်အရကဘာပေါ်မှာတည်င်းသမားတွေကိုဖမ်းဆီး ထောက်ချမှုအဆိုးဝါးဆုံးနိုင်ငံတွေထဲမှာမြန်မာဟာတရုတ်ပြင်ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ရပ်တည်နေတယ်လို့ဖော်ပြထားပါတယ်ဗီဒိတ်တန်ရုပ်က online နဲ့ offline နှစ်မျိုးလုံးမှာချိန်ချမှုတွေနောက်ဆက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတည်င်းထောက်တွေကိုလည်းအမတ်တရားဂုဏ်ပြုတယ်လို့ဆိုပါတယ် UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်ကိုချိုးဖောက်သူမဲ့သည်များကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကတည်င်းသမားတွေဘီကင်းလှုပ်ချုံရေးအတွက်အကူအညီတွေကိုဆက်လက်ထပ်ပတ်သွားမယ်လို့ကတိပြုထားပါတယ်အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ ပထမဆုံးနိုင်ငံကသတင်းကိုတော့ပြည်သစ်သမတရဲ့ဒေါ်ဆန်းစုကြည်စီပေးတဲ့စာအကြောင်းနဲ့စပါမယ်။ဒေါ်ဆန်းစုကြည်အတွက်ရေးသားထားတဲ့စာသက်ဆောင်ကိုပြည်သစ်သမ္မတအီမန်နျူရယ်မက်ဂရွန်ကဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းစီကို ပေးပို့ခဲ့တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။ပြည်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာအထူးကိုယ်စားလှယ်ကဒီစာကိုခင်အဲရစ်ခေါ်ကိုထိန်လင်းစီကို ယူလာပေးတာလို့ဆိုပါတယ်။ ပြည်သည့်တမတားကပြီးပို့ရစာထဲမှာတော့ဒေါ်စင်စုကြည်ရဲ့ကျဲမာရေးကိုစိုးရိပ်ပူပန်တယ်လို့ရေးသားထားပြီးနိုင်ငံတော်အတိုင်ပင်ခံပုတ်ကိုဒေါ်စင်စုကြည်တမတားဦးဝင်းမြတ်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလူမြောက်ဖို့ဆက်လက်တောင်းဆိုနေတယ်လို့ဖော်ပြထားပါတယ်။ မကြသေးခင်ကတော့ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ကိုထိန်လင်းကမိခင်ဖြစ်သူဒေါ်ဆန်းစုကြည်ကျမ်းမာရေးအတွက်အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့သူ့ကိုပြန်လွတ်ပေးဖို့စီယုံလှုပ်ဆော်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်နိုင်ငံတကာအစိုးရတွေနဲ့လူအခွင့်အရေးအဖွဲ့အစည်းတွေကဒေါ်ဆန်းစုကြည်တမဒါဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့အကြိမ်ကြိမ်တိုက်တွန်းပြောဆိုနေပေမဲ့မြန်မာစစ်ကောင်မရှင်ကတော့သူတို့ထိတ်သိမ်းထားတဲ့နေရာကိုတော့ထုတ်မပြောဘဲလျှို့ဝှက်ထားခဲ့ပါတယ်။ နောက်ထပ်သတင်းမှာတော့ဆူဒန်နိုင်ငံကအစုလိုက်အပြုတ်လိုက်တက်ဖြတ်မှုကိုဂျိုတူဓာတ်ပုံတွေကတက်တည်ခံနေတဲ့ဆိုတဲ့သတင်းကို ပြောပြပါမယ်။ဆူဒန်နိုင်ငံကပြည်တွင်းစစ်အတွင်း RSF တပုံတွေတိတ်ပိုက်ထားတဲ့ဒါဖာမျိုးအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုလို့ရတဲ့ဗီဒီယိုရုပ်ပုံတွေနဲ့ဂျိုတူကရိုက်ထားတဲ့သွေးကွက်တွေကဒါဖာမှာအစုလိုက်အပြုတ်လိုက်တက်ဖြတ်မှုတွေဖြစ်နေတဲ့ဆိုတာကိုအတည်ပြုလို့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျာ။ အကူအညီပေးရေးအဖွဲ့ကတော့ရက်ဆက်ကြံကြုံတဲ့ပြည်တွင်းစစ်အောက်မှာဒါဖာဒေသမှာရှိတဲ့တိုင်းနေချီတဲ့လူတွေဟာလူအခွင့်ရချိုးဖောက်မှုနဲ့တပ်ဖြတ်ခံရမယ့်အန္တရာယ်ကြုံတွေ့နေရတယ်လို့တတိပေးထားပါတယ်။အလျင်မြန်ပတ်ပိုးရေးတပ်ဖွဲ့ RSF လို့အမည်ပေးထားတဲ့တပုတ်တပ်ဖွဲ့တွေကအော်တိုဗာလကုတ်ပိုင်းမှာဒါဖာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။အစူလိုက်ပုံလိုက်ရှိနေတဲ့အလားရီနဘေးနာမှာသွေးတွေစွန်းထင်းနေတာကိုဂျူတူဓာတ်ပုံတွေကသိမြင်ကြရတယ်လို့ဆိုပါတယ် အလားတွေအစူးလိုက်ပုံလိုက်ကိုလူနေရက်ွက်တွေမြို့ဆင်ချင်ဖုံးတွေနဲ့ဆူဒန်စစ်တပ်တပ်စခန်းတည်နေရာတွေမှာတွေ့နေရတယ်လို့လူထုကျန်းမာရေးကြောင်းလူသားချင်းစာနာမှုဆိုင်ရာသုတေသနဓာတ်ခွဲခန့် HRL ကပြောပါတယ် တန်တရားဖြစ်စရာကောင်းတဲ့တက်ဖြတ်မှုတွေဟာမြို့ကို RSF တပ်ဖွဲ့တွေထိချုပ်လိုက်ပြီး82နှစ်အတွင်းမှာဖြစ်ပွားခဲ့တာလို့ HRL ဓာတ်ခွဲခန့်ကအမေရိကန်လူခွင့်ရင်းနဲ့စစ်ရဲဇဝမှုစုံစမ်းစစ်ဆေးသူနေသန်နီယယ် ရီမိုကပြောပါရီး ဆူဒန်နိုင်ငံမှာအစိုးရစစ်တပ်တွေနဲ့ RSF တပုတ်တပ်တွေကြားပြည်တွင်းစစ်ဟာ2023ခုနှစ်ကစလို့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အော်တိုဗာလ26ရက်မှာတော့ RSF တပုတ်တပ်ဖွဲ့တွေကဒါဖာမြို့ကိုတိုက်ပိုက်ခဲ့ပါတယ်။အဲဒီနောက်အော်တိုဗာလ29 28ကစလို့အစုအပြုံလိုက်တပ်ဖြတ်တဲ့အထောက်အထားတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ RSF က RM ဟုတ်တဲ့ဒေသခံတိုင်းသားတွေကိုအစုလိုက်အပြုတ်လိုက်တက်ဖြတ်နေရဆိုတဲ့စွပ်စွဲချက်တွေဖြစ်ပေါ်နေရလဲဖြစ်ပါတယ်တိုင်ဖုံတီနိုခေါ်တိုင်ဖုံကယ်မီဂီကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဝင်ရောက်သွားခဲ့တာကြောင့်နိုဝင်ဘာလ၄ရက်နေ့မှာအ ਨੇ စုံလူနေရောက်တည်ဆုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းဒေသတွေမှာတော့မိုးသည်းထန်စွာရွာသွန်းမယ်လို့ထိုင်းမိုးလီဝါသဌာနကခန့်မှန်းထားပါတယ်တိုက်ဖုံးမုန်တိုင်းကယ်မီဂီဟာပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းဖိလစ်ပိုင်နိုင်ငံရဲ့အရှေ့ဘက်မှာဖြစ်ပေါ်ခဲ့ပြီးအနောက်ဘက်ကိုရွေ့လျားရာကနေအင်ဂါနီညမှာတောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။တိုက်ဖုံးမုန်တိုင်းကယ်မီဂီဟာလေမြန်စွာရွေ့လျားနေပြီးဗီယက်နမ်ကမ်းခြေကိုကြာသပတေးမှာရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့လေဖိအားနဲ့ရက်ဝန်အဖြစ်အပြော့သွားပြီးအနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတောက်ကြနေမှာတော့ထိုင်းနိုင်ငံအထက်ပိုင်းကိုရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်ထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းဒေသတွေမှာမူကြီးမယ်လို့ခန့်မှန်းထားပြီးတခြားဒေသမှာနေထိုင်သူတွေကိုတော့မုန်တိုင်းနောက်ဆုံးအခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့တိုက်တွန်းထားပါတယ်။ တင်းနေမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနေ့လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။